ဖြောက်ချခံခဲ့ရတဲ့လက်ပြောင်းအာနာရှင်ဟောင်းမိုအန်မာဂဒါဖီရဲ့အငယ်ဆုံးသားဟန်နီဘဲဂဒါဖီဟာလက်မနော်မှာဆယ်နှစ်နေပါဖမ်းဆီးခံထားရပြီးတဲ့နောက်နိုဝင်ဘာ10ရက်ကပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဟန်နီဘဲကိုလက်မနော်အာနာဝိုင်တွေက2015ခုနှစ်ကဖမ်းဆီးခဲ့ပြီး1988ခုနှစ်ကလက်ပြောင်းမှာပျောက်ဆုံးသွားတဲ့လက်မနော်ရှိရိုက်ဘာသာရေးခေါင်းဆောင်တဦးနဲ့ပတ်သက်တာတွေကိုဖုံးကွယ်ခဲ့မှုတန်နီယာနဲ့ရုံးတင်ခြင်းမရှိဘဲဖမ်းဆီးထားတာဖြစ်ပါတယ်။1998ခုနှစ်ကဟန်နီဘဲနှစ်နှစ်သားအရွယ်သားရှိပါသေးတယ်။ ဟန်နီဘယ်ရဲ့ရှေ့နေအဆိုအရအာမခံအမေရိကန်ဒေါ်လာ6သိန်းပေးချေပြီးတဲ့နောက်လွတ်မြောက်လာတာဖြစ်ပါတယ်။အော်တိုဘာမှာတရားရုံးကဟန်နီဘယ်ကိုဒေါ်လာ70သန်းနဲ့ပြန်လွှတ်ပေးမယ်လို့ဆုံးဖြတ်ခဲ့ပြီးမှပြီးခဲ့တဲ့သတင်းပတ်မှာ၎င်းတို့ဘက်ကအယူခံဝင်မှုကြောင့်ပမာဏညော့သွားတာဖြစ်ပါတယ်။2015ခုနှစ်မှာလမ်နိုမာရှိရဲ့လက်နက်ကိုင်အဖွဲ့တစ်ခွဲကဟန်နီဘယ်ကိုပြန်ပေးဆွဲလိုက်ပါသေးတယ်။ဒါပေမဲ့ပြန်လွတ်လာခဲ့ပြီးနောက်မှ၎င်းကိုအာဏာပိုင်တွေကဖမ်းဆီးခဲ့တာပါ ဂဒါဖီကို2011ခုနှစ်မှာတပုံတွေကရှင်းပြစ်လိုက်ပြီးတဲ့နောက်ဆီးရီးယားကို၎င်းထွက်ပြေးခဲ့ပါတယ်။အဲဒီနောက်မှာမှအိုမန်မှာနေအခြေချုပ်နေခဲ့ပါတယ်။ဂဒါဖီအစိုးရလက်ထက်ကဟန်နီဘယ်ဟာထဲဝါစွာနေတတ်သူလို့ထင်ရှားခဲ့ပါတယ်။